မင်္ဂလာပါဒီပြိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Facebook အကောင့်ဖွင့်တဲ့နည်းလမ်းလေးကို sharing လုပ်ပေးချင်တယ်အတချို့မိတ်ဆွေတွေက Facebook အကောင့်ဖွင့်လိုက်တယ်အခုဖွင့်လိုက်တယ်ပေါ့နော်မကြောက်ကြသွားတယ်ပေါ့အတရက်နှစ်ရက်နေကြသွားတယ်ပေါ့နော်အဲအကောင့်မကြောက်ရအောင်ဘယ်လိုမျိုးဖွင့်ရမလဲပေါ့တောင်းဆိုတဲ့မိတ်ဆွေတွေအတွက် sharing လုပ်ပေးချင်ပါတယ်အကျွန်တော်တို့ Facebook အကောင့်ဖွင့်တာကတော့ဖုန်းနံပါတ်နဲ့လည်းဖွင့်လို့ရတယ် Gmail နဲ့လည်းဖွင့်လို့ရတယ်မိတ်ဆွေအဆင်ပြေတာနဲ့ဖွင့်ပါနော်အကျွန်တော်ကတော့ Facebook အကောင့်ကို Gmail နဲ့ကျွန်တော်ဖွင့်ပြမယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ရဲ့မဆက်က Facebook ထဲကိုဝင်လိုက် App ထဲကိုဝင်လိုက်ဒီလိုမျိုးပေါ်လာမယ်အဲပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ကအသစ်ဖွင့်မှာဖြစ်တယ်အောက်ကပေါ့နော် create new အောက်ပေါ့နော်ဟာဒီနေရာကိုသွားမယ်အဲကျွန်တော်လော့မကြရအောင်နီးစင်းကြကြဖွင့်ဖို့ဖွင့်ဒီကိုမျှဝေပေးမယ်နော်ကျွန်တော်ရဲ့မဆက်ကလည်းအကျွန်တော်ပြောတဲ့အတိုင်းလက်ဖွင့်ပါလုံးဝမကြစေရပါဘူးโอเคဒါဆိုရင်ကျွန်တော်ရဲ့မဆက်ကဒီမှာ create အောက်ပေါ့နော်အဒီအပြာလေးကိုနှိပ်မယ်โอเคဒီနေရာမှာအရန်ရေးကြည့်တယ်ကျွန်တော်ရဲ့မဆက်ကနာမည်ပေးတဲ့နေရာမှာအရေးကြီးတယ်ပေါ့နော် အနာမည်ကိုလူနာမည်ပေးပါလူနာမည်ဆိုတော့ကိုအဲဘယ်လိုဘဝပေါ့နော်အတချို့ဆိုရင်ဘယ်လိုပြောမလဲအဲကဗျာဆန်သူစာဆန်သူနာမည်တွေဆိုရင်တော့အောက်ကတော့ကြာမှာပဲအဲဒီနေရာမှာလူနာမည်လေးပေါ့နော်ကျွန်တော်နာမည်ကအောင်မျိုးဆိုတော့အောင်မျိုးပေါ့အောင်ဆိုတော့အောင်ပေါ့ကိုကိုဆိုတော့ကိုကိုပေါ့အောင်မျိုးထွန်းတန်မျိုးပေါ့နော်လူနာမည်ဆိုတာသူတို့မျိုးပြောတာပေါ့နော်အဲကျွန်တော်ကဒီနေရာမှာကျွန်တော်ရဲ့နာမည်လေးကိုအောင်ဆိုးဦးလို့ကျွန်တော်ပေးလိုက်မယ်အောင် S O E ဆိုးပေါ့နော်အဲဒါတော့မိတ်ဆွေဒီလိုမျိုးပေါ့နော်လူနာမည်ဆိုတာကျွန်တော်ပြောတာအဲ့ဒီလိုမျိုးပေါ့နော် အလူနာမည်ပေးပါကဗျာဆန္ဒရေးစာဆန္ဒရေးဆိုရင်တော့ Facebook ကကြာမှာပဲโอเคဒါဆိုရင်ကျွန်တော်ကဒီနေရာမှာနာမည်လေးပေးလိုက်ပြီကျွန်တော်ရေးမချက်ကတော့အဆင်ပြေတော့ပေါ့နှလုံးဆိုတဲ့နှလုံးသုံးလုံးဆိုတဲ့သုံးလုံးပေါ့နော်အနာမည်ကလည်းလူနာမည်ဖြစ်ဖို့လိုတယ်โอเคဒါဆိုရင်ကျွန်တော် next ကိုချက်သွားမယ်โอเคဒီနေရာမှာလည်းအရေးကြီးတယ်နာမည်မွေးတက်ကစ်ထဲတဲ့နေရာတချို့ကြောင့်ဒီတိုင်းနေပြီးဒိုင်းသွားလို့မရဘူးမွေးတက်ကစ်ကိုကျွန်တော်ရေးမချက်ကကိုယ့်ရမှတ်ပုံနေတဲ့နာမည်တိုင်းပေးနိုင်နေဘတ်ဒီတက်ထဲနိုင်နေဆိုတော့အကောင်းဆုံးပေါ့နော် အမွေတက်ကလေးကိုလည်းကိုရမပေါ်နေနေနဲ့ပေးနိုင်တော့ကောင်းတယ်မပေးနိုင်ဘူးဆိုရင်လည်း16နှစ်အထက်ကိုထားပါအဲဒါဆိုရင်2025ကနေပြီးတော့ကျွန်တော်16နှစ်ကိုကျွန်တော်ပြောင်းလိုက်မယ်အဲ16နှစ်20 30လောက်ပေါ့နော်အသက်ကြီးကြီးထားလိုက်အဲဒီလောက်ဆိုလည်းရတယ်အဲ96လောက်ပေါ့နော်အဲထားလိုက်ပြီးတော့ဒီ SED set ဆိုတာလေးကိုနှိပ်ပေးလိုက်နှိပ်ပေးလိုက်ရင်ဒါဆိုရင်ကျွန်တော်ရဲ့အသက်ကအဲဒါ29နှစ်ဆိုပြီးကျွန်တော်ထိုက်ရတာပေါ့နော်အဲတကယ်တမ်းကတော့ကျွန်တော်ရဲ့မိတ်ဆွေက Facebook name ကိုလည်းအဲကျွန်တော်တို့မှတ်ပုံတနေရနေတိုင်းဘက်တရီတွေဆိုတော့မှတ်ပုံတနေရတိုင်းထည့်ရအောင်အဲ့ဒီခောက်ကမကြပါဘူး အဲဒီကတော့လူနာမည်ဖြစ်ဖို့လိုတာပေါ့နော်။ Okay ဒါဆိုရင်ရပြီဆိုရင် next ကိုတစ်ချက်နှိမ့်မယ်။ Okay ဒီနေရာမှာယောက်ျားမိန်းမကတော့အဲအဆင်ပြေတာပေါ့နော်။ယောက်ျားဆိုလေယောက်ျားမိန်းမဆိုမိန်းမပေါ့နော်။ဒါမိတ်ဆွေပေးချင်တာပေးလိုက်ပေါ့နော်။ကျွန်တော်ကတော့ချစ်လိုက်တယ်။အဲချစ်ပြီးတော့ next ကိုတစ်ချက်နှိမ့်တယ်။ Okay ဒီနေရာမှာကျွန်တော်ရဲ့မရှိကကိုယ့်ရဲ့ Facebook ကိုဖုန်းနံပါတ်နဲ့ဖွင့်ပါလား။အဂျီမေးနဲ့ဖွင့်ပါလား။အဲဖုန်းနံပါတ်နဲ့ဖွင့်ပါဆိုတော့မှာဖုန်းမှန်ပါဆိုရောပေါ်နေတယ်ပေါ့နော်။အဲဒီနေရာမှာဟာဖုန်းနံပါတ်ထက် အဖုန်းနံပါတ်ထည့်ပြီးတော့ next ကိုသွားပါနော်ကျွန်တော်က gmail နဲ့ဖြစ်တဲ့အတွက် gmail ကိုကျွန်တော်ပြောင်းလိုက်မယ်အဲ့ဒါဆိုရင် gmail နဲ့ဖြစ်တဲ့အတွက်ဒီအောက်ကြောင်းလေးပေါ့နော်အောက်ကကြောင်းကိုချက်နှိပ်လိုက်အဲ့ဒါဆိုရင်သူကမှာ email ဖြစ်သွားတာပေါ့နော် gmail email အတူတူပဲဒါဆိုရင်အကျွန်တော်ကဖုန်းနံဖုန်းနံပါတ်ဆိုတဲ့ဒီအောက်ပေါ့နော်ဒါကျွန်တော်က gmail နဲ့သွားမယ် okay ဒါဆိုရင်ကျွန်တော်ရဲ့ gmail လေးကိုကျွန်တော်ဒီနေရာမှာရိုက်ထည့်ပြီးလိုက်မယ် Okay ဒါဆိုရင်ကျွန်တော်ရဲ့ Gmail ကိုကျွန်တော်ထည့်လိုက်ပြီထည့်လိုက်ပြီးသွားပြီဆိုရင်ဒါ next ကိုနှိပ်လိုက်မယ်အဲ့ဒီ Gmail ကနောက်ပိုင်းကျရင်သူက confirm နေပါလေလုတ်ပေးရမယ်ပေါ့နော် အဒီဂျီမင်းကိုတော့ဒါကျွန်တော်ရဲ့မရှိသေးတည်ချာချာလေးဖွင့်တာအများအားသုံးပြတဲ့ဂျီမင်းဆိုရင်တော့အကောင်းဆုံးပေါ့နော်အဲကိုရဲ့ Facebook ကောက်ကလည်းအများအားသုံးချင်တယ်ဒါဆိုရင်တော့ဒီဂျီမင်းလေးကိုလည်းခိုင်ခန့်အောင်သေချာလုပ်ထားပေါ့နော်โอเคဒါဆိုရင်ဒီနေရာမှာ password ထည့်မယ်ကျွန်တော်ရဲ့မရှိကတော့ကိုကြိုက်နေတဲ့ password ထည့်ပေါ့နော်အဲ password လေးတည်းမှတ်ထားပေါ့နော်โอเคဒါဆိုရင်ကျွန်တော်က password ထည့်လိုက်ပြီ password ထည့်ပြီးတော့ကျွန်တော် next ကိုတစ်ချက်နှိပ်မယ်โอเคဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်အပေါ်ကအပြာလေးပဲပေါ့နော်အဲစိတ်ကိုတစ်ချက်နှိပ်မယ်โอเคပြီးသွားရင်ဒီနယ်လေးကိုတစ်ချက်နှိပ်မယ် ဲခဏလေးစောက်ပေးလိုက်ပါတော့အဲဒီနေရာမှာသူက Facebook account လုတင်ထည့်တာဖြစ်တဲ့အတွက်နည်းနည်းတော့ကြာတတ်တယ် live မကောင်းရင်တော့နည်းနည်းကြာတယ်ပေါ့နော်အဲခဏလေးစောက်ပေးလိုက်ပါအဲသူ့ဘန်တို့ဒီနေရာမှာလုတင်လုတ်သွားပြီပေါ့နော်အဲခဏလေးစောက် okay ဒါဆိုရင်ဒီတိုင်းလေးပေါ်လာမယ်ဒီနေရာမှာကျွန်တော်တို့ကအဲ profile တုံးတဲ့နေရာမှာလဲကျွန်တော်ရင်းပိတ်စကအနည်းဆုံးတော့အဲလူပုံလေးထည့်ပါကာတွန်းပုံလေးဒါမျိုးတွေရှောက်မထည့်ပါနဲ့အဲကိုယ့်ရဲ့ပုံထည့်နိုင်လဲကိုယ့်ရဲ့ပုံထည့်ကိုယ့်ရဲ့ပုံမထည့်နိုင်ဘူးဆိုရင်လဲလူပုံပေါ့နော် အဲကိုကယောက်ျားရွေးခဲ့တယ်ဆိုရင်ယောက်ျားပုံလေးထည့်မိမရွေးခဲ့တယ်ဆိုရင်မိမပုံလေးထည့်ပါနော်ဓာတ်ပုံလေးတော့ထည့်ပါအဲကာတွန်းပုံလေးအယုတ်လေးမထည့်ပါနဲ့ဒါဆိုရင် Facebook ကောက်ကလော့မကြပါဘူးကျွန်တော်ပြောတာယုံပါအဲတချို့ကျတော့ဟိုပုံလေးဒီပုံလေးရှောက်ထည့်ထားရင်တော့လော့ကြတယ်အဲဒါကြောင့်ဒီနေရာမှာဓာတ်ပုံလေးတစ်ပုံကိုထည့်မယ်ပေါ့နော် Okay ဓာတ်ပုံထည့်ဖို့ဆိုရင်ဒီအောက်ကပေါ့နော်ဒီပေါ်နေတဲ့အပြာလေးကိုချက်နှိမ့်လိုက် Okay ဒါဆိုရင်ဒီထက်မှာကျွန်တော်ရဲမိတ်ဆွေကဓာတ်ပုံလေးတစ်ပုံထည့်လိုက်ပေါ့နော် အဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေကတော့ကျွန်တော်ပြောသလိုပဲဓာတ်ပုံထည့်နော်ဒါကတော့ကျွန်တော်ကနမူနာလုတ်ပြတာဖြစ်တဲ့အတွက်ကာတွန်းပုံမှာကျွန်တော်ထည့်လိုက်မယ်အတကယ်တမ်းကတော့ကာတွန်းပုံထည့်တာတော့အဆင်မပြေဘူးဒါကကျွန်တော်နမူနာပြတာဖြစ်တဲ့အတွက်အဲဒါဒီတိုင်းပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေကတန်ဖိုးရှိအသုံးပြုချင်တဲ့အကောက်ဆိုရင်အဲဒါကျွန်တော်ပြောသလိုပဲကိုယ့်ရဲ့ဓာတ်ပုံထည့်ထည့်ထည့်တဲ့လူပုံထည့်ပေါ့နော်ဒီလိုမျိုးကာတွန်းပုံတွေမထည့်နဲ့နော်ဒါကကျွန်တော်မှာဓာတ်ပုံမရှိတဲ့အတွက်နမူနာလုတ်ပြတာဖြစ်တဲ့အတွက်ကာတွန်းပုံထည့်လိုက်တာโอเคထည့်ပြီးသွားပြီဆိုရင်ဒန်းကိုထည့်လိုက်အတကယ်တမ်းကတော့ဒီကာတွန်းပုံတွေကအဆင်မပြေဘူးနော် ဒါနောက်ပိုင်းကိုတုံးလာတာတက်တန်းကြာလာဆိုတော့ထားပါတော့အဲကျွန်တော်ပြောသလိုပဲနာမည်တွေဘတ်ဒေးတွေအားလုံးကစအမှန်ကန်တုံးရင်ဒီအကောက်ကမကြပါဘူးโอเคဒါဆိုရင်ကျွန်တော်ရေးမစကဒီနေ့မှာတန်းဝင်လေးလုပ်ပေးလိုက်လေရတယ်တန်းဝင်နှိပ်အဲခဏလေးဆောက်လိုက်အဲကျွန်တော်နှိပ်လိုက်ပြီးသွားပြီပေါ့နော်အဲခဏလေးဆောက်အဲသူ့မှာလုတ်တင်လုတ်နေတာပေါ့နော်အဲဒါသူ့မှာလဲသွားမယ်ဒါဆိုရင်ဒီမှာကြီမင်းနေတဲ့ဝင်နေပြီပေါ့နော်အဲခဏဆောက်အဲဒီနေရာမှာကျွန်တော်ရေးမစကတငယ်ချင်းတွေပေါ်လာမယ်အဲ action app ပေါ့နော်ကျွန်တော်မှဒီနေရာမှာ line လေးတော့နည်းနည်းလိုတယ်နော် line ကောင်းရင်တော့မြန်တယ်ဒီတိုင်းလေးပေါ့နော် အတန်ငယ်ချင်းလေးခါလေးအပ်သွားမယ်ဆိုလေရတယ်၄၅၆ရောသူ့ကိုအော်တိုမှတ်ပေးတာရှိတယ်ပေါ့နော်။အိုကေအပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ app plan ပေါ့နော်ဒီအရေးနေလိုက်။တကယ်လို့မကြိုက်ဘူးဆိုစိတ်ကြိုက်ရေပေါ့နော်။ Okay ဒီနေရာမှာဒါကတော့အရေးကြီးတယ်ပေါ့နော်။အဲကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာတခါတည်းဖုန်းနံပါတ်ကိုထည့်သွားပေးပါဒီဖုန်းနံပါတ်ထည့်သွားမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေအကောက်ကအဲလော့မကြဘူးအဲဒီနေရာမှာဖုန်းနံပါတ်ကတော့ထည့်ဖို့မမေ့နဲ့အကျော်လို့မရဘူးလားဆိုရတယ်အဲအဆင်မပြေဘူးလော့ကြရင်ဒါ तू က confirm မဖြစ်ရင်ဒါလော့ကြမှာပဲ။ ဲ့ဒါကြောင့်ကျွန်တော်ကလည်း Facebook ကနေဖွင့်တဲ့နေရာမှာဒီနေရာဒီမှာဖွင့်နံပါတ်ကိုထည့်သွားဖို့အကြံပေးတယ်တကယ်လို့မထည့်ဘူးဆိုရင်နောက်ချိန်ထည့်ရမှာပဲပေါ့နော်မဖြစ်မနေကိုထည့်ရမယ့်နေရာပဲဒီနေရာကအဲ့ဒါကြောင့်တစ်ခါလေးထည့်သွားပါတော့နော်โอเคထည့်မယ်ဆိုရင်လည်းအဲကျွန်တော်ရေးမချာကျွန်တော်ကတော့ထိုင်းမှနေတာဖြစ်တဲ့အပေါင်း66ဆိုပြီးပေါ်နေတယ်မိတ်ဆွေကတကယ်လို့မြန်မာပြည်ဆိုရင်လည်းအဲ့ဒီနေရာနဲ့ပေါ့နော်ကိုနေတဲ့ကန်ထီကိုဒီနေရာမှာရှာလိုက်ပေါ့နော်အဲကျွန်တော်ကတော့မလုပ်ပြတော့ဘူးနော်โอเคကိုနေတဲ့ကန်ထီကိုနေ့ရှာမယ်ရှာပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒီမှာထည့်မယ်အဲထည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီအမှန်ပါကိုနှိပ်ရမယ်နော် အထာမမိတ်ဆွေရဲ့ Facebook ကောက်ကိုအခုထည့်လိုက်တဲ့ဖုန်းနံပါတ်ကိုပေါ့နော်အဲသူကကနန်းလေးဥပမာအဲကျွန်တော်နမူနာထည့်ပြလိုက်မယ်နော်ဒါကတော့ဖုန်းနံပါတ်အမှန်ကန်မဟုတ်ဘူးနော်အဲကျွန်တော်10လုံးရိုက်ထည့်လိုက်မယ်အဲဘယ်နှလုံးနဲ့9လုံး10လုံးရိုက်ထည့်လိုက်မယ်နော်အဲဒါကတော့အမှန်ကန်မဟုတ်ဘူးနော်ကျွန်တော်ရဲ့မိတ်ဆွေကိုဒီလိုမျိုးထည့်ရတယ်ဆိုတော့ကျွန်တော်ပြပေးတယ်နော်ကျွန်တော်ကထိုင်းမှာဖြစ်တော့ထိုင်းထားတယ်ထိုင်းဖုန်းနံပါတ်ထည့်တယ် အကျွန်တော်ရမရှိရကိုနေတဲ့ကန်းသီးရဲ့ဖွင့်နံပါတ်ကိုထည့်မယ်ထည့်ပြီးတော့ဖွင့်နံပါတ်ကိုထည့်ပြီးတော့အဒီအပြာလေးကိုနှိပ်ဒါကျွန်တော်နမူနာပြပေးချင်တာဖြစ်တဲ့အတွက်နော်ကျွန်တော်ပြပေးတယ်ဒီဖွင့်နံပါတ်ကိုလည်းကောက်ကြမှာမဟုတ်ဘူးအဲဒါတွေ့တဲ့နံပါတ်နှိပ်လိုက်တယ်နော်ကျွန်တော်ရမရှိကကိုထည့်လိုက်တဲ့ဖွင့်နံပါတ်မှာသွားကြည့်အဲသွားကြည့်ရင်ခဏန်းလေးတွေရောက်လာမယ်အဲ့ဒီခဏန်းလေးတွေကိုဒီမှာထည့်ထည့်ပြီးတော့ကျွန်တော်ရမရှိကဒီ confirm ကိုနှိပ်ပါနော်အဲဒါဆိုရင်မိတ်ဆွေရဲ့ Facebook ကဘယ်တော့မှမကြဘူးကျွန်တော်ပြောတာကိုယူဒီတိုင်းဖွင့်ပါနော်အဲဒီတိုင်းမှာ skip ကြော်သွားလို့မရဘူးလားကိုရဲဆိုတော့ရတော့ရတယ်ဒါပေမဲ့ အဲနောက်ချိန်ပြန်ကြတယ်မဟုတ်လဲထည့်ရမယ်နောက်လည်းထည့်ရမယ်ကိုယ်လည်းထည့်ရမှာပေါ့နော်ဒါကြောင့်တစ်ခါလဲထည့်သွားအဲဒါဆိုရင်မိတ်ဆွေသဘောပေါက်မယ်နော်အဲ့ဒီဖုန်းနံပါတ်မှာကြားတဲ့ကုတ်ကလေးတွေပေါ့နော်ကုတ်ကလေးတွေဒီမှာထည့်ပြီးတော့ကွန်ဖက်ကိုနှိပ်လိုက်အနှိပ်လိုက်ရင်ရပြီပေါ့နော်ကျွန်တော်ကတော့မထည့်ပြတာဖြစ်တဲ့တော့ပေါ့နော်အဒီကောက်ကကျွန်တော်လည်းမသုံးတာဖြစ်တဲ့အတွက်ဒီနေရာကိုကျွန်တော်ကကြော်လိုက်မယ်အမိတ်ဆွေကတော့မကြော်နဲ့နော်ကျွန်တော်ပြောသလိုပဲအကောင်ဆုံးကိုရက်ကောက်ကိုအကောင်ဆုံးသုံးချက်နဲ့ဆိုရင်တော့လုံးဝမကြော်နဲ့အဲ့ဒီချက်ကိုလှုပ်သွားပြီပေါ့နော်โอเคဒါဆိုရင်တော့အမိတ်လှုပ်ပြီးသွားတာနဲ့မိတ်ဆွေ Facebook ကောက်ကအဲဒီတိုင်းလေးပေါ်လာမယ် ဲဒါဆိုရင်မိတ်ဆွေရဲ့ Facebook ကောက်ကဘယ်တော့မှလည်းလွန်မကြဘူးအဲဘယ်တော့မှလည်းတကယ်လို့ကြားခဲ့တဲ့စီးရင်တော့ကိုယ့်ရဲ့ Facebook ကောက်ကိုကိုယ့်ရဲ့ဓာတ်ပုံတင်ထားခဲ့တာရှိတယ်ကိုယ့်ရဲ့မွေးတက်ကလေးတွေကိုမှတ်မိတယ်ဆိုရင်ဒါကျွန်တော်တို့ကပြန်လိုက်လို့ရတယ်လော့ချာလည်းပြန်လို့ရတယ်ပေါ့နော်အများဆုံးတော့60လောက်ကစိတ်ချရတယ်လုံးဝလွန်မကြဘူးဒီနေ့တိုင်းဖွင့်ပေါ့နော်အဲ့ဒါကတော့ Facebook အကောင့်ဖွင့်တဲ့နီလန်းလေးပေါ့နော်ဒီချက်ကလုတ်ပေးထားလိုက်ပါ Okay ဒါဆိုရင်မိတ်ဆွေခုနကထည့်လိုက်တဲ့ဖုန်းနံပါတ်ကဘယ်နေရာရောက်မလဲဆိုရင်အဲကျွန်တော်ဝင်ကြည့်တဲ့နေရာလေးချက်ပြပေးမယ်နော်ကျွန်တော်ကတော့မထည့်ခဲ့တဲ့အတွက်ရောက်လာမှာမဟုတ်ဘူးပေါ့နော် โอเคဒါဆိုရင်ကျွန်တော်မျက်စကအဲ့ဒီနေရာလေးကို set မင်းကြောင့်၃ညောင်းတစ်ချက်နေအဲပြီးသွားရင် set တင်လေးကိုတစ်ချက်နေတကယ်လို့ဖုန်းနံပါတ်ထည့်ခဲ့နော်ဒါကတော့ကျွန်တော်ကမထည့်တဲ့ဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာရှိမှာမဟုတ်ဘူးโอเคဒါဆိုရင်စီမုံရဲ့ကောက်စင်တာကိုတစ်ချက်နေအဲနေပြီးတော့ဒီမှာအဲဒီမှာဒီနေရာလေးပေါ့နော်ဟာကျွန်တော်တို့ personal detail ဆိုတဲ့နေရာလေးကိုတစ်ချက်နေအနှိမ့်လိုက်ရင်မိတ်ဆွေရဲ့ထည့်ခဲ့တဲ့ဖုန်းနံပါတ်ကအဲဒီနေရာမှာလာပေါ်မယ်နော်အဲဒီမှာကျွန်တော်ပြပေးမယ်ဟဲ့ဒီနေရာကိုလာပေါ်မယ်အဲဒီဖုန်းနံပါတ်ကဘာဖြစ်လို့ဒီမှာလာပေါ်ပြီးတော့ confirm မဖြစ်ဘူးနော် အမိတ်ဆွေမှာကဒီနေရာမှာဒီအကြောင်းမပေါ်နေဘူးနော်ဒါကကျွန်တော်ကကွန်ဖမ်းမလုပ်ခဲ့တာဖြစ်တဲ့အတွက်သူကဒီလိုမျိုးလာပေါ်နေတာနော်အတကယ်လို့အမိတ်ဆွေကအဲ့ဒီဖုန်းနံပါတ်ကိုကုတ်ကြတယ်အဲ့ဒီကိုအဲ့ဒီနေရာမှာထည့်ခဲ့တယ်ဆိုရင်ဒီနေရာမှာလုံးဝကွန်ဖမ်းဆေးဖြစ်တဲ့အတွက်ဒီအကောက်ကလုံးဝတရားလောမကြပါဘူးဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဆိုရင်သဘောပေါက်မလို့မျောလင်းနေ Facebook ကို new အကောက်ကိုဒါဖွင့်တက်လိုက်မယ်လို့မျောလင်းနေအဲကျွန်တော်မှဒီစာကြောင်းကြီးပေါ်နေတာကဒါကွန်ဖမ်းမဖြစ်လို့နော်မိတ်ဆွေမှာက အဲ့ဒီဖုန်းနံပါတ်ကိုကုတ်ကြတယ်အဲ့ဒီကုတ်ထည့်ခဲ့မယ်ဆိုဒီစာကျောင်းအောင်ဗိုလ်မိတ်ဆွေထည့်ထားတဲ့ဖုန်းနံပါတ်နဲ့ဒီနှစ်ခုပဲရှိနေမှာပေါ့နော်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဒီလောက်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေ Facebook အကောင့်တော့ကိုလော့မကြရအောင်ဖွင့်တက်လိုက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်